Hello အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ຫນွေဦးပါ share ဒီနေ့မှာအချက်ကိုမေးထားတဲ့ဒီပတ်တန်လေးတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီညမာလေးကိုဒါလေးဖြည့်ပေးပါမယ်သူကခထောင်ပတ်တန်လေးနဲ့ပေါ့နော်ခထောင်ပတ်တန်လေးနဲ့ရင်စင်းလေးနဲ့လက်ပြတ်ပတ်တန်လေးသွားထားတာဖြစ်တယ်အဲ့ဒါလေးကိုချက်ပတ်တန်လေးမေးထားတဲ့အတွက်တင်ပေးပါမယ်ရှင်အဲ့တော့ဒီပတ်တန်လေးကိုရဖို့အတွက်ဆိုလို့ရှိရင် share တို့ကရှေ့ချမ်းပတ်တန်တရွတ်နောက်ချမ်းပတ်တန်တရွတ်ဆွဲထားပေးပါသူကတော့ ဟိုဟာလေးပေါ့ခက်ရှိပေါ့ခက်ရှိပတ်တန်လေးဖြစ်သွားမယ်သူကအောက်မှာလေဒီလိုမျိုးလေးမှာတပိုင်းဒီအောက်မှာခထောင်လေးကခက်ရှိလေးကနေတွားတာဖြစ်တဲ့အတွက်ဒီအညီလေးအချုပ်ဖို့အတွက်ဆိုရင်တော့ချေတို့ကခက်ရှိလေးသူလိုချင်တဲ့ခါရှိလေးတိုင်းထားတာပို့ပြီးတော့ကောင်းပါတယ်ရှင်အဲ့တော့ချေတို့ရှေ့တန်းပတ်တန်တွေနောက်ဆန်းတပတ်တန်တွေဆွဲထားပေးပါဒီပတ်တန်လေးကိုတင်ပေးပါမယ်ရှင်ဟုတ်ပြီဒီအညီလေးရဖို့အတွက်ဆိုချေတို့ကပတ်တန်ရှေ့ချမ်းတရွတ်နောက်ဆန်းတရွတ်ဆွဲထားတယ်เนาะသူက ခက်ရှည်လေးဆွဲပေးချင်တာဒီနောက်ချမ်းမှာလည်းခက်ရှည်ပုံစံလေးချလိုက်မယ်เนาะပုံမှန်အားဖြင့်ဆိုရင်ချက်တို့ခက်တင်ခက်တိုလေးပဲချုပ်ပြရမလား။သူကတော့ခါမှာအထောင်လေးပါတာဖြစ်တဲ့အတွက်ခက်ရှည်ပုံစံလေးတွားရပေါ့เนาะ။ ဒီလိုလေးရှိမယ်ခက်ရှိလေးဟုတ်ပြီလားအဲ့တော့သူကလက်ပြတ်ဖြစ်တဲ့အတွက်ဒီလက်တွေကိုဒီကြိုင်ပခုံးတွေကိုဖြုတ်ချလိုက်လေးစိမ့်နော်ပြီးတော့ရင်သူ့ရဲ့နောက်ချမ်းကကော်လန်လိုသဘောမျိုးအပတ်လေးပါဖြစ်တဲ့အတွက်အခြေကနောက်ချမ်းကိုလေးစိမ့်ပဲချမယ်လေးစိမ့်ထပ်ပုံမချဘူးဘေးကိုလည်းသူကလေအဲ့ဒီရင်စင်းအပတ်လေးကထောင်ထောင်လေးဖြစ်ချင်တာဖြစ်တဲ့အတွက်နှစ်လက်မလေးစိမ့်ပဲထားမယ်နော်နှစ်လက်မလေးစိမ့်ပဲထားပြီးရင်ဒီလိုမျိုးလေး white ထားနော် နောက်ချမ်းကအဲ့ဒါပဲပြီးရင်သူကကြတော့နောက်ချမ်းကအပူးနဲ့ချုပ်လို့ရတယ်နောက်ချမ်းအပူးချုပ်အပြည့်ပေါ့နော်ယူနောက်ချမ်းအကွက်မထင်နဲ့ရှေ့မှာနှိမ့်ကျဲတီးတက်လို့ရတယ်အဲ့လိုမဟုတ်ဖဲနဲ့ကျေရွာနောက်ချမ်းမှာဆက်ချောင်းရာနဲ့ခါးစားကျင်နေဆိုရဲနောက်ချမ်းမှာဆက်ချောင်းရာထားခွဲပြီးတော့ပြန်ဆက်ပေါ့နော်ဒီမှာအဲ့ဆိုလဲခါးစားလိုက်နောက်ချမ်းမှာဒီလိုမျိုးခါးစားလိုက်နော်ကိုရဲတော့ကတော့ပုံမှန်တောက်နေသွားတယ်အဲ့ဒါအပြင်ကိုသူကဒီဘက်ဘေးမှာပါရှိလဲဆိုရင်ကျေရွာဒီဟာခါးပဲဆိုပါတော့ခါးအတိမ်ဆုံးနေရဒီဘက်မှာဆိုခတ်တင်ဆိုတော့ ဒီအောက်ကခါအရှိလေးရှိသေးတယ်။သူကဘေးမှာခတ်တောင်လေးပါတယ်။အဲ့ဒီခတ်တောင်လေးကဘယ်လောက်လောက်ထားမလဲဆိုရင်ကျွန်တော်တလက်မခွဲနှစ်လက်မကြိုက်တလောက်ထုတ်လို့ရတယ်။တလက်မခွဲနဲ့နှစ်လက်မကိုအဆင်ပြေတလောက်ထုတ်နော်။ဟိုထုတ်ပြီးရဲ့အနေထားကိုကြည့်လိုက်ပေါ့နော်။ကြည့်လိုက်လို့ကိုကဒီအနေထားကြိုက်ပြီဆိုရင်တော်တော့ပေါ့နော်။နှစ်လက်မမှကြိုက်တယ်ဆိုလဲနှစ်လက်မထုတ်တလက်မခွဲနဲ့ရဆိုလဲတလက်မခွဲထားနော်။အဲ့ဒီနေရာနေပြီးတော့ချေတော့ကအပေါ်ကိုမြင်းဖြောင်လေးတစ်ကြောင်ထောင်းလိုက်။မြောင်လေးတစ်ကြောင်ထောင်းမယ်။သူကအပေါ်ကိုလည်းချေတော့တလက်မလောက်တက်ပြီနော်။ တလက်မလောက်တက်ပြီးအဲ့လိုတလက်မလောက်တက်တဲ့နေရာလေးနဲ့ဒီလိုလေး white view เนาะအဲ့ရနေပြီးတော့ပြည့်ချေတော့ခါနေရာလေးကိုဒီလိုလေးပြန်ပြီးတော့သွားထားရဲ့ပုံစံလေးခတောင်လေးချေရှေ့မှာလည်းတစ်ခါတင်ပေးထားဘူးတယ်เนาะဒီလိုမျိုးလေးသွားထားတယ်နောက်ချမ်းကရှေ့ချမ်းကကြတော့သူတို့ကဒီမှာတစ်ချက်ကြည့်ပြီးလေဘင်းကိုချေတော့နှစ်လက်မလေးစိတ်ပဲဖောက်ပဲနောက်ချမ်းမှာနှစ်လက်မလေးစိတ်ဖြစ်တဲ့အတွက်ရှေ့ချမ်းမှာလည်းနှစ်လက်မလေးစိတ်ပဲဖောက်မယ်ပခုံးကိုလက်ပြတ်ဖြစ်တဲ့အတွက်ဒီနေရာလေးဖြုတ်ထားပေးမယ်เนาะပြီးတော့ရင်ဒီရင်အောင်လေးတွေကြွားဖို့ရင်မုံ ချင်းအောင်လေးကြွားဖို့အတွက်ဆိုလို့ရှင်ချေတို့ဒီမှာရင်ပေးတောက်တွေပါရေးတုံးပြီးတော့ထိုးထားပါတော့မြန်မာဝတ်ဆောင်ဆိုတော့ရင်အောင်ကြွကြွလေးနဲ့မှအလှတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုတောက်လေးတွေတုံးထားလို့ရတယ်ပြီးတော့ရင်သူ့ရဲ့အရှိသူ့ရဲ့အရှိကရင်ကန်ပိုင်းလေးကဘယ်ထိပဲပါလဲဆိုရင်ချေတို့ခါးနေရာထိလေးပဲပါတယ်ပေါ့နော်ဒီအပိုင်းရဲ့ဒီအောက်ပိုင်းမပါဘူးခါးနေရာလေးထိပဲပါတာဖြစ်တဲ့အတွက်သူ့ကိုဘယ်လိုယူမလဲဆိုတော့ချေတို့ကဒီကနေပြီးတော့တောက်နေရာထိဝိုက်လိုက်နော်တောက်နေရာထိဒီလိုမျိုးယူလိုက် နော်ထောင်းနေရာတိယူပြီးွားရင်ဒီရေငန်အကြလေးကဘလောက်လဲဆိုရင်ဒီပုံထဲကအရဆိုရင်တော့ချက်တော့၅လက်မ၅လက်မခွဲလောက်ပဲရှိမယ်၅လက်မခွဲလောက်ပဲအကြပေါ့နော်ဒီကရင်ဒီရောက်ကို၅လက်မခွဲအကြလောက်ကလေးမှဒီလိုမျိုးလေးယူလိုက်တယ်နော်ပြီးွားရင်သူ့ကိုလဲမင်းလေးကတ်နေအောင်ဖိတဲ့အတွက်လဲမင်းတောက်ဒီမှာတခါတည်းထိုးပြီးတော့ဖြောက်လိုက်မယ်နော်သူ့ကိုဒီနားညှက်ထုတ်လိုက်မယ်သူ့အပိုင်းကတော့ဒီ ठी ပေါ့ဒီတောက်ကဒီတောက်ကမပါဘူးလေဒီ ठी ပေါ့ဒီ ठी ဒီလိုဒီလိုအပိုင်းပေါ့ ဒါကတော့သူ့ရဲ့ဒီအခြေခံမိုင်းလေးဖြတ်ထုတ်ရမယ်ပိုင်းသူ့ကိုဖြတ်ထုတ်လိုက်တော့ဖြတ်ထုတ်ကိုရရင် तू ကဒီမှာအပူခောက်ကလေးယူရမယ် तू ကဒီအောက်ချမ်းဒီနားမပါတော့ဘူးနော်ဒီအပိုင်းလေးပဲယူရမယ်ရပြီလားပြီးသွားပြီဆိုလို့ရှိရင်ချက်တို့ဒီဘက်ပိုင်းဒီဘက်ပိုင်းကကြတော့ချက်တို့နောက်ချမ်းမှာထုတ်ထားခဲ့တယ်လို့ပဲသူ့ကိုလည်းဒီမှာခတ်တောင်လေးထုတ်ပေးเนาะနောက်ချမ်းလို့ပဲခတ်တောင်လေးထုတ်ထားပေး ထုတ်ထားပြီးပါရင် तू ကကြဒီအရှိချမ်းမှာဒီဒီတောက်ထီပဲမလားဒီတောက်ထီပဲဒီလိုမျိုးယူရမှာအဲ့ဒီနေရာမှာ तू ကရှေ့ချမ်းမှာလဲ तू ခါးလေးကိုအရှိကိုဝေ့ကျင်သေးတာဖြစ်တဲ့အတွက်အရှိချမ်းတော့အများကြီးမဟုတ်ဘူးတလက်မခွဲလောက်ပဲတလက်မတလက်မခွဲလောက်ပဲဒီညာလေးမှာဒီလိုအဝေ့လေးထပ်ပြီးတော့ထုတ်ထားပေးတဘောပေါက်လားဒီလိုမျိုးအဝိုက်လေးထုတ်မယ်ဒီမှာလည်းဒီလိုအဝိုက်လေးတော့မယ်ပြီးလို့ရှိကမှသူ့ကို ချက်တော့ရေစင်းပိုင်းလေးတက်ပါလေရေစင်းပိုင်းကဒီနေရာအထိပဲတက်ချင်တာဒီနေရာအထိပဲတက်ချင်တာဒီအောက်ပိုင်းမပါတာဖြစ်တဲ့အတွက်ရေစင်းကိုချက်တော့သူ့ကိုပခုံးတွေပါပြီးပြီးသွားကမှရေစင်းအမိတ်အပြားလေးယူဖို့အတွက်ကိုဒီလိုနေရာလေးကနေပြီးတော့တပတ်ချာလေးတိုင်းပေါ့နော်တိုင်းပြီးတော့ရေစင်းအပြားလေးကိုဖြက်ဖြက်ပြီးသွားလို့ရှိရင်ဒီနေရာမှာလာပြီးဆက်နော်ပတ်ချလေဆက်လိုက်ရမှာအဲ့ဒါဆိုရင်ဒီမှာလဲနောက်ချမ်းမှာပခုံးက40 level က40ပဲချထားဖြစ်တဲ့အတွက်သူလဲနောက်ချမ်းမှာထောင်းထောင်းလေးဖြစ်နေပြီနော် ဲ့တော့ကျွန်တော်ဒီဘက်တန်လေးရောက်သွားပြီးမေးထားညမာလေးကလိုက်ထုတ်ရှင်နေသူတွေကိုအဆင်ပြေမယ်ထင်ပါတယ်။အဲ့တော့ဒီချက်စီကနေပြီးတော့ပတ်တန်နေတင်ပေးတဲ့အခါမှာဒီချက်ကအပေါ်ရန်ကပြင်ရမယ့်ပတ်တန်နေကိုပဲတင်ပေးသွားတာဖြစ်ပါတယ်။အောက်က visit frame နေကတော့ကိုသုံးနေကြနီးတိုင်းဆွဲရမှာပေါ့နော်။အဲ့တော့ဒီချဲရဲ့နီးကိုလိုချင်တယ်ဒီချဲရှင်းပြတာကိုနားလေတယ်ချဲရဲ့နီးတွေလိုချင်တဲ့ချဲဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့ဒီချဲရှိမှာမြန်မာဝိစုပ်ပတ်တန်စာအုပ်ဝယ်လို့ရပါတယ်ဒီပတ်တန်စာအုပ်ထဲမှာဆိုလို့ရှိရင်ဒီချဲတို့က ပက်တန်လေးတွေမကဘဲနဲ့မြန်မာဝတ်စုံဒီဇိုင်းတွေပါပါတာဖြစ်ပါတယ်စုစုပေါင်းသင်ငန်းစာက80ပါပါတယ်80ပါဖြစ်တဲ့အတွက်မြန်မာဝတ်စုံဒီဇိုင်းတွေလည်း90ကျော်လောက်ပါပါတယ်ကျန်တာတော့အခြေခံ visit အပိုင်းတွေပါတယ်စကက်တွေပါတယ်ခေါင်းတွေပါတယ်ပေါ့နော်ဒီမှာအနောက်မှာခေါင်းတွေထည့်ပေးထားတယ်ပြီးတော့ရင်ဒီမှာဘယ်လိုမျိုးထည့်ပေးထားရလဲဆိုရင်ခြေတို့ကပတ်တန်စာအုပ်မှာပုံနေရဲ့ဘေးမှာ ပတ်တန်နေရဲ့ပြီးရင် အောက်မှာစာရည်ရဲ့ပါတယ်အဲ့ဒါအပြင်ကိုမှဒီရှဲဒီစာအုပ်မှာပတ်တန်ကြည့်ရုံပုံကြည့်ရုံနဲ့နားမလည်ဘူးဆိုလို့ရှိရင်ခြေတို့ Telegram မှာ Bitcoin နဲ့သင်ငန်းစာတစ်ခုချင်းစီကိုပြန်ပြီးရှင်းပြပေးထားတာဖြစ်ပါတယ်။သင်ငန်းစာ80ပါတာဖြစ်တဲ့အတွက် video file ကအခု80ပါပါတယ်ရှင်။အဲ့တော့ကျွန်တော်ဒီစာအုပ်ထဲမှာပါတာတွေကိုနားမလည်စရာအကြောင်းမရှိတော့ဘူး။ဒီထဲမှာကြည့်လို့မသိဘူးဆိုရင် Telegram မှာသွားကြည့်လိုက်ရုံပဲ။ တဘောပါလားချက်ရိုးတင်ပေးထားတဲ့နေသည့်အစင်းမြင့်လက်မာနီဖြစ်ပါတယ်ဒီစာအုပ်တအုပ်ကိုချက်ရိုးမြန်မာငွေ3900ကျပ်နဲ့ရောင်းပေးပါတယ်ရှင်မြန်မာပြည်တပြည်လုံးကို right expand နဲ့ပို့ပေးပါတယ်ဒီချက်ကိုစာအုပ်ပို3900တော့ကြိုလွှဲပေးရပါတယ်ပို့ခါတော့လာပို့မှပေးရတာပေါ့နော်အချက်ကိုငွေလွှဲပြေစာရဲ့နာမည်ဖုန်းနံပါတ်လိမ့်စာပေးပြီးတော့ချက်ကိုမှားလို့ရပါတယ်ချက်ရိုးဒီနေ့မှားရဆိုလို့ရှင်နောက်နေ့ကို delete app ပေးပါတယ်ရှင် တာအုပ်ရရှင်တဲ့သူတွေကဒီချက်ကိုလိုချင်ရင်တော့ချက်ချင်းသွားမှာတော့ပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုရင်ချက်တော့ဒီစာအုပ်တွေကိုတလောက်ကိုအုပ်ရတရာပဲရောင်းပေးတာဖြစ်ပါတယ်အဲချက်တလောက်တရာဆိုတော့အများတမ်းမလောက်ဘူးပေါ့နော်လောက်ဝက်လောက်ရောက်ဝိုင်းအများတမ်းအာ20လားအရက်20မတိုင်ခင်မှာဒီတရာကုံကုံသွားတာအရင်လားရေဆိုရှင်ချက်တော့မလောက်ဘူးပေါ့နော်အဲ့တော့ဒီလားအတွက်လည်း order ရှိမှတတ်တာဖြစ်တဲ့အတွက်လောက်ဖို့တော့မသေးချပါဘူးအဲ့ဒါဖြစ်တဲ့အတွက်ချက်တော့စာအုပ်ရရှင်နေဆိုရင် Viber မှာအမြန်တော့ app ပြီးတော့တော့ဝယ်ပြီးတော့လိုပါမယ်ချက် Viber ဖုန်းနံပါတ်ကို comment မှာရ ေးထားပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်ကတော့ပတ်သက်ဆက်ချုပ်ပညာရေးအနေနဲ့ပတ်သက်ပြီးတော့ပတ်သက်ပညာဒါနတွေ knowledge sharing တွေပေးနေတဲ့ဒီချိန်တွေဦးဖြစ်ပါတယ်